မင်္ဂလာပါမုန်းနှံမင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့ကျမ်းမာရေးသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့ပန်းသေးပန်းညို အတွက် စီနီများဆိုတဲ့သတင်းပဲဖြစ်ပါတယ် နံပါတ်1ပန်းသိပ်ပန်းညိုဝမ်းပြက်ပင်စင်းရွက်ကိုငခုငကြီးနှင်းဖြစ်စေ စိတ်သားခိုသားနှင်းဖြစ်စေကြော်စားပေးပါသို့မဟုတ်ငားပနောနှင့်ကြော်စားပါနံပါတ်2ပရဏဝါရွက်ရှိကို နုနှင့်ရောတောက်ကစီအောင်ယောဂစီပူညောင်ကြယောဂပန်းသိပ်ယောဂနှင့်အဖျားယောဂတို့ကိုပျောက်ကင်းစေအောင်မြတ်မကအသက်ကိုရှိစေ၍လူကိုနုပြိုအားတိုးစေနိုင်ပါသည်နံပါတ်3 ဗုဒ္ဓတရဏပင်အပွင့်နုအသိန်းတို့ကိုစိတ်သားနှင့် စုပြုတ်လို့ရတော့ပါကပန်းညိုးသူများလင်းမြန်စွာပန်းကိုလန်ဆန်းစေသည်ဝတ်သားနွားသားတို့နှင့်စုပြုတ်လို့တော့ပါကအုံဆုံးသွားသောအာကိုပြန်လည်ရစေပြီးကိုနှုတ်နှလုံးရွှင်လန်းစေပါသည်နံပါတ်၄သစ်စိတ်တိမှုန်နှင့်ကြံတကာစတူရော်၍နေစဉ်သုံးဆောင်သော ပန်းတေယောကပျောက်၏နံပါတ်၅ပုပ်ပန်းဖြူရွှဲခြင်းနှင့် ကြီးနေသည့်ဆံကိုရောစပါကအပိန့်သူရောကပြောက်၏။စာကျွန်းရန်ကုန်တွင်တစ်ဆိန်သည့်ရှာမရသူများတစ်ဆိန်တွင်ကိုကုံစည်းတန်းလန်တိမ်ကြီးစီပရာစီဆိုင်မှတာကြီးပရာစီဆိုင်တွင်ဝယ်ယူရရှိနိုင်ပါတယ်။တခါတည်းဆိုင်တွင်အမှုကျိတ်ခံလို့ရပါတယ်။တစ်ဆိန်သည့်နှင့်ကျန်တကာစီနေမှာအသုံးဝင်သည့်သူတော်တော်များပါတယ်။တစ်ဆိန်သည့်နှင့်ကျန်တကာစီနေကိုလည်းမျှဝဲပါ ပယ်စင်းရွက်အနှစ်ငါခုငကြီးနှင်းဖြစ်စေစိတ်သားကိုယ်သားနှင်းဖြစ်စေကြော်စားပေးပါတို့မဟုတ်ငါပေုံနှင်းကြော်စားပေးပါမကြာခဏကြော်စားပေးပါကျမ်းမာချမ်းသာကြပါစေဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့မိုးနဲ့မင်းတရင်ဆောင်ကနေကျမ်းမာရေးကဏ္ဍအတွက်တိုင်းရင်စင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ကတော့သူရင်မော့ပါ